အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမြင်တွေ့နေရတဲ့ဖုန်းကြီးကြောင်းကတော့ထိုင်းနိုင်ငံချွန်ဖော်မြို့နယ်ထဲမှာရှိတဲ့ Wat Khiri Hong လို့လည်းခေါ်တယ်လို့ Wat Nan Thot လို့လည်းခေါ်တဲ့ဖုန်းကြောင်းတစ်ကြောင်းပဲဖြစ်ပါတယ်ဒီကြောင်းကတော့ယောဂဘောင်းဆောင်ကိုကုသပေးတဲ့ဖုန်းကြောင်းတစ်ကြောင်းဖြစ်ပါတယ်ခင်ဗျာကင်းစာယောဂဖြစ်တဲ့သူတွေဆိုလို့ရှိရင်အမြင့်ပြည့်အောင်တော့ကုသပေးနိုင်တယ်ဆိုပြီးတော့နာမည်ကြီးတဲ့ဖုံးကြောင်လည်းဖြစ်ပါတယ် ဒီကျောင်းနိုင်ဆရာတော်ဖျားကြီးကနေပြီးတော့မှဒီစေဝါတွေကိုဖော်ဆက်ပြီးတော့ပေးတာဖြစ်ပါတယ်။အဲကုသပေးတဲ့ယောဂမန္တမယာပျောက်ကင်းတဲ့ဆိုပြီးတော့ဒီထိုင်းနိုင်ငံရဲ့စေကုသပေးတဲ့နေရာမှာနာမည်ကြီးတဲ့ဖုံးကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ဆေးဝါးတွေဆိုလို့ပေါ့နော်အင်္ဂလိပ်ဆေးတွေပေးတယ်လို့မထင်ပါနဲ့ဒီတိုင်းရင်ဆေးတွေကိုပဲလူနာရှင်နဲ့ဒီယောဂနဲ့ပေါ့နော်ကိုင်းညီအောင်ပေါ်ဆက်ပြီးတော့ပေးတာဖြစ်ပါတယ် ။များသောအားဖြင့်ဒီကြောင်းကိုလာရောက်ကူးတာတဲ့ဝေဒနာရှင်တွေကိုကျွန်တော်မြင်တွေ့ရသလောက်ဆိုလို့ရှိရင်လေးဖြတ်တဲ့သူတွေလေးငန်းဆွဲပြီးတော့ဗောနော်ဒီအကျော်ခြေတွေမတန်တဲ့သူတွေအစာရောဂါသမားတွေအသက်စုကျက်တဲ့သူတွေအကင်စာရောဂါဝေဒနာရှင်တွေအပါအဝင်ဗောနော်ရောဂါဝေဒနာရှင်မျောင်းများစွာပြလာရောက်ကူးတာကိုလည်းမြင်တွေ့ခဲ့ရပါတယ် ဖုန်းအကြောင်းတို့သာဆိုအားပြင်မဲ့ပေါ့နော်ဒီအကြောင်းဝန်ထဲမှာဆိုလို့ရှိရင်အကြောင်းနိုင်ဆရာတော်ဖျားကြီးကဦးစီးပြီးတော့ဆရာဝန်ဆရာမတွေနဲ့တည်တည်ချာချာကုသပေးနေတာကိုမြင်တွေ့ခဲ့ရတဲ့အခါမှာပေါ့နော်စေယုံတယုံကိုရောက်ရှိနေတယ်လို့လောင်းကျွန်တော်ခံစားရတယ်ပေါ့နော်အကြောင်းဝန်ထဲကိုဝင်ဝင်ချင်းတွေ့ရတာကတော့ထူးဆန်းတဲ့ဒီရုပ်ထုကြီးပဲဖြစ်ပါတယ်ရုပ်ထုကြီးရဲ့ပက်ပက်လေမှာဆိုလို့ရှိရင်အိုးတွေပုံထားတာကိုလည်းတွေ့ရတယ်ဗျာ ိုးတွေကတော့ဒီเจ้าကဆရာတော်ဘုရားပေးလိုက်တဲ့ဆေးဝါးတွေကိုဒီပြုတ်တဲ့အိုးတွေပဲဖြစ်ပါတယ်ဒီပြောက်ကင်းသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါယောဂဝေဒနာဖြစ်တုန်းကပြုတ်တဲ့ဒီအိုးတွေကိုပေါ့နော်ဒါလူနာရှင်တွေကဒီအကြောင်းကိုပြန်လာပြီးတော့အိုးတွေကိုအခုလိုပဲအပုံထားကြတာဖြစ်တယ်လို့လည်းသိရပါတယ် ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာပြည်သားတွေအနေနဲ့ပေါ့နော်ယောဂဝေဒနာကိုနာတာချေခံစားနေရပြီးဒါဆေးရုံဆေးကန်းပြလည်းမတက်တာဘူးဖြစ်နေလို့ရှိရင်ဒီအကြောင်းမှာအကူသားလို့ရတယ်ဆိုတာကိုပေါ့နော်တည်ရှိစေခြင်းတဲ့စေတနာနဲ့ပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးလိုက်ခြင်းနဲ့ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအသက်ရှင်ကြပါပြီးယောဂအားလုံးမှာကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ